ချက်တော်ကိုလက်တော်နဲ့ရေးလိုက်တာဘယ်ရစ်လားညာရစ်လားတဲ့သူကတယောရာတွေတော်တော်များတယ်များပြီးတော့သူကမုစကူဒူးရင်လည်းဒူးတယ်ဗောတဲ့ချက်တော်နဲ့လက်ကိုရစ်တာဒီခေကြီးထဲမှာတဲ့ဒီစကားတွေကြားရတာတဲ့ဟာတကြီးဖြစ်ရဟောဇာပေါ့နော်သူကနာတာမှာဆက်လေတလားအဲ့ထဲမှာတော့အရင်ခေတ်ကတော့ဘလူများရေးခဲ့လေ ကိုကလောင်လောင်နာတော့လည်းမဟုတ်ဘူးပေါ့နော်ဒါပေမဲ့စိတ်ထဲမှာလည်းအဲ့လိုမျိုးရလဲကကြိကကြိလေးဖြစ်ပြီးတော့ဒီခစ်နဲ့ကြတော့လည်းနည်းနည်းအဲကွာဟန့်နေတာမျိုးပေါ့နော်အဲ့ခစ်ကပဲဖိုင်ရေးဆရာတွေကကိုညွန့်ပြီးတော့မယ်ဝင်ကားဘုတ်ဒီအလင်္ကာလေးနဲ့ရေးခဲ့တာပေါ့ထင်တာဘာလဲဆိုတော့လေသူ့အဖေဒီဒုဝနာတာမရဲ့အဖေနဲ့အမေဖာသားအမသားပေါ့ကွယ်သူ့ဖေဒုက္ကူလာနဲ့ပါဠိကအဲဒုက္ကနာတာမကိုထွက်ဖို့ဆိုဒုက္ကူလာနဲ့ပါဠိကက လာချက်တော်ကိုလက်တော်နဲ့ရစ်လိုက်တာသူ့အဖေဟာသူ့အမေရဲ့ချက်ကိုလက်တော်နဲ့ရစ်လိုက်ပြီးတော့မှသူ့နာတာမကြီးထွက်လာတာဆိုတော့ဟေးလို့သူ့အဖေနဲ့သူ့မေရန်ဆွမ်းတာပဲလက်နဲ့ရင်းအောင်နဲ့ဘိုက်ကြီးတဲ့တော့လို့ တဲဆွမ်းတာလို့သူကဟဲ့မျက်စောင်းလေးရင်ခက်ကလို့လက်နဲ့ရှိရုံမျက်စောင်းလေးထိုးရုံနဲ့နေလို့တကြားရည်စင်တောက်ရုံနဲ့နေလို့ဗိုက်ကြီးတဲ့ခက်ဟာလို့အရန်အရန်မြန်တယ်လူဖြစ်မြန်တယ်လို့ပြောလာဒီခက်ဆွမ်းတာလူနဲ့ပြရအောင်လေဒါမှမဟုတ်ရင်ပဲဒီနားကြားလို့ကမူစကူဒူးတာကိုပဲနားကြားလို့ကချက်တော်ကိုလက်တော်နဲ့ရစ်လိုက်တယ်လို့ပဲပြောလိုက်တာလားလားမသိဘူးပဲ ဒီခေတ်ကြတော့လည်းနည်းနည်းရည်စရာကြီးဖြစ်နေတာပေါ့နော်လှောင်တာတော့မဟုတ်ဘူးသိတာကြာကြာနေကျမတို့လည်းငရေအိုးတဲ့တွေကိုအရှင်လက်နဲ့တဲ့သူတို့ပြောတာနဲ့ဒီငရေအိုးတဲ့ကိုရောက်နေမှတ်မှချက်စင်သားတယ်ဟဲ့လို့ချက်တော်ကိုလို့လက်တော်နဲ့ရစ်လိုက်တာလို့ဒီလိုဟိုနိုင်လက်တန်တာနိုင်ပြောင်းမြန်နဲ့ရစ်တာလားဘယ်ရစ်လားညာရစ်လားဟုတ်ပြီလို့ရစ်တာတော့ဟုတ်သွားပြီလို့ရစ်တယ်ဆိုအင်းအပေါ်ကနေရစ်ပေးလိုက်တာလားဒါမှမဟုတ်အင်းလှန်ပြီးတော့အများကြီးရစ်ပေးလိုက်တာ ဘယ်ချိန်မှရစ်တာလဲပေါ့ဟဲ့အယောက်လေအယောက်စိတ်ဝင်စားတာတဲ့လားဟဲ့တို့ဒုက္ခလာနဲ့ပါရိကာဟုတ်ဒုက္ခလာတို့ပါရိကာဟုတ်ညမှာရစ်ပေးလိုက်တာလားဒါမှမဟုတ်နေချင်းကြောင်တော်လေးอ่ะသူ့ရစ်ပေးလိုက်တာလားပေါ့เนาะအဲ့ဒါစဉ်းစားစရာတဲ့လားအဲ့ဇက်ကွက်ကြီးတစ်ခုလုံးပါလေအဲ့ဒီဟာစိတ်ဝင်စားစရာပေါ့လေဖြစ်နေတာပေါ့စိတ်ထဲမှာဘဝင်မကြနေရည်စရာဖြစ်နေတယ်အောင်မဲမင်္ဂလာပါဗျာ ဒီနေ့က2025ဂျွန်လ17ရက်နေ့ဖြစ်ပါတယ်နော်။ဟိုတနေ့ကမျိုးသမီးတယောက်ကဒီကာလာမတုတ်ကိုသူကမေးမြန်းခံထုတ်တဲ့ချိန်မှာဟာလာကျွန်တော်အဲ့ကာလာမတုတ်နဲ့ပတ်သက်ပြီးပြောလိုက်တယ်။နောက်တော့မှတွေးလိုက်တာကဆရာတော်ဦးဇော်ဒီကကိုသူကလောင်းနည်းနည်းခဏခဏလှုပ်ချင်တာပေါ့တိုက်ခိုက်ချင်တာပေါ့။သူကဘာကိုစပြီးတော့တိုက်ခိုက်ထားတာတွေ့တယ်ဆိုတော့ဆရာတော်ဦးဇော်ဒီကအကောင့်မှာသူကသူ့ဝနတန်မာဇက်ကိုသူကလောင်းပြောင်းထားတာပေါ့နော်လောင်းပြောင်းထားတာ။ ချက်တော်ကိုလက်တော်နဲ့ရေးလိုက်တာဘယ်ရစ်လားညာရစ်လားတဲ့သူကတယောရာတွေတော်တော်များတယ်များပြီးတော့သူကဘုစကူဒူးရင်လည်းဒူးတယ်ဗောတဲ့ချက်တော်နဲ့လက်ကိုရစ်တာဒီခေကြီးတဲ့မှာတဲ့ဒီစကားတွေကြားရတာတဲ့ဟာတကြီးဖြစ်နေတယ်ပါညာနဲ့အဲ့တော့ဒီမိန်းကလေးကိုသူကမိုးစကူဒူးတာကိုတော်တော်ဝါသနာကြီးပုံရတယ်နော် ဲ့တော့ဒီ KG ထဲမှာနေပြီးတော့မော်စကိုဒူးမှာကိုဝင်ဆောင်ရတယ်ဆိုတော့အသိဉာဏ်ရှိနေတယ်ဆိုတော့မင်းဘဝတော်တော်အချင်းကြီးစိုးနေပြီအဲ့တော့မင်းခေါင်းထဲမှာတုပ်ပိုးရောက်နေတာဖြစ်မယ်နော်။ဘာကြောင့်လဲလို့မေးလို့ရှိရင်ဒီ KG ထဲမှာမေထုံမဲ့ကိုဝင်ဆောင်လို့ရတယ်နော်။တချို့ယောက်ျားတွေကခလေးမရနိုင်တဲ့အခါမှာအမျိုးသမီးတွေကတုပ်ပိုးလူတဲ့လူရှိရတယ်တုပ်ယူပြီးတော့မေထုံမဲ့ပြိတ္တိဆောင်တာတွေရှိတယ်ဒီ KG ထဲမှာနော်။ဖမ်းပြွန်တရေသားအနေနဲ့ ပရိသတ်ကြီးဆောင်းတာရှိတယ်အငားကိုဝင်ဆောင်းတာရှိတယ်အဲ့ဒါတွေအားလုံးဒီမေထုံမဲ့ကိုဝင်ဆောင်းကြီးဖြစ်တယ်အဲ့တော့ဒီခေတ်ထဲမှာမေထုံမဲ့သူဝနာတံမာလေးကိုမေထုံမဲ့မွေးတယ်ဆိုရင်လုံးဝလက်ခံနိုင်စရာရှိတယ်လက်ခံနိုင်စရာရှိတယ်ဟုတ်ပြီနော်ဒီခေတ်ကြီးထဲမှာနေတဲ့လူဆိုရင်လက်ကိုခံရမယ်မြတ်စွာဘုရားရဲ့စကားဒီတရားတော်ဒီဘယ်တော့မှဖောက်လွဲဖောက်ပြန်မဖြစ်ဘူးတမျိုးတစ်ဖုံမဖြစ်ဘူးမြတ်စွာဘုရားကတုတ်တံမောင်များစွာမှာဘာဒီပြောထားလဲဆိုတော့အဖေတို့အမေတို့နဲ့ ငါတို့လူတွေဖြစ်လာတယ်လို့ဟောထားတယ်အဲ့တော့မေထုံမဲ့ပဲဖြစ်ဖြစ် မေထုံနဲ့ပဲဖြစ်ဖြစ်အဖေတုပ်ဘူးမပါလို့ရှိရင်ကိုဝင်ဆောင်လို့မရဘူးအဖေတုပ်ဘူးမပါပဲနဲ့ကိုဝင်ဆောင်လို့မရဘူးအဲ့ဒါတည်ကြတဲ့တခုအဲ့တော့ဒါကြောင့်မလို့ဒီခကြီးမှလည်းသိပ္ပံပညာရှင်ကြီးကမေထုံမဲ့ဆိုရင်တော့မအဖေတုပ်ဘူးမရပဲနဲ့အဲ့ဒီမိန်းကလေးကိုကိုဝင်ဆောင်ပေးလို့မရဘူးအဲ့တော့ဒီတဝနာတမ္မဇတ်မှာဒုက္ခလနဲ့ပါဠိကဒုက္ခမိန်ကြီးက မေထုံမဲ့ကိုဝင်ဆောင်တယ်ဆိုတာကိုလက်မခံဘူးဆိုရင်မင်းဒီခေတ်မှာနေတာမဟုတ်မင်းဘိုးတော်ဖေကလေးဘက်တောက်ခေတ်လောက်မှာနေတာဖြစ်လိမ့်မယ်ထပ်ပြီးတော့လက်စွာဖေကစကားနဲ့ပဲထပ်ပြီးရှင်းပြပေးမယ်နော်လက်စွာဖေကမဟာဝါပါဠိတော်မှာဗာပြောထားလဲဆိုတော့အာနန္ဒာတဲ့တုံမလွတ်တဲ့ပုံကိုယ်ကြီးကနော်တုံမလွတ်တဲ့ပုံကအိတ်တဲ့အချိန်မှာစင်ငင်းညာလည်းရှိတယ်တတိလည်းရှိနေတယ် ဲ့ဒီလိုသတိစဉ္ညာရှိပြီးမှအိပ်ပျော်သွားတဲ့ပုံကိုတုံးမလှုပ်ဘူးတဲ့နောက်တဲ့ပုံကကာမဂုံလို့မှကင်းစိတ်နေတဲ့ကာလတက်မှတ်ချင်းကင်းနေတယ်ကာမဂုံတွေမှာတက်မှတ်ချင်းကင်းနေတဲ့ပုထုဇဉ်ဟာလည်းတုံးမလှုပ်ဘူးတဲ့ယဟန္တာကတော့တုတ်လွတ်မယ်ဆိုတဲ့အကြောင်းအရာဒီဖြစ်เสียအကြောင်းမရှိဘူးတဲ့ယဟန္တာကတော့ဘလို့အကြောင်းနဲ့မှတုတ်လွတ်เสียအကြောင်းမရှိဘူးပုထုဇဉ်ကတော့တုတ်လွတ်เสียအကြောင်းရှိတယ်သို့တော်လည်းကာမဂုံတွေကနေကင်းစိတ်နေတယ်ဆိုရင်တုတ်လွတ်เสียအကြောင်းမရှိဘူး ဟုတ်ပြီနော်အဲ့တော့ဒုက္ခလနဲ့ပါရိကဒီကာမဂုံတွေကနေရှောင်လွဲလာတာနှိပိစီတာကြာပြီဖြစ်တဲ့အတွက်ဒုက္ခလဒုက္ခမိန်ကြီးမှာတုတ်လွတ်เสียအကြောင်းမရှိဘူးတုတ်ဖို့မရှိဘူးတုတ်ဖို့မရှိဘူးအဲ့တော့ဘိဒကမှာဘယ်နေရာမှာပါလဲဆိုစရိယဘိဒကမှာတဝနာတမရဲ့အကျင့်ဆိုတာပါတယ်အခုမင်းတို့ပြောတဲ့ဟာဒီဘယ်ကနေယူပြောလဲဆိုတော့ဇာတကအထကထာကနေယူပြောတယ်ဟုတ်ပြီနော်မားတယ်ဒီမှန်တယ်ဒီပြောတာမဟုတ်ဘူးနော်အဲ့ဒါဒီအကုန်လုံးရှင်းပြမိမယ် ဲ့တော့စတိယပိဋကမှာသုဝနာတမရဲ့အကျင့်ဟာဘာလဲဆိုတော့အကျင့်ခါ၌ငါသည်တဲ့တော၌တရားမင်းဖန်ဆင်းအပ်သောတာမမီသောယသိပ္ပဖြစ်တယ်မှတ်ထားနော်တရားမင်းဖန်ဆင်းတယ်ဆိုတဲ့စကားပါတယ်မှတ်ထားထိုတော်အုပ်၌တဲ့ရှင်သိကြားတို့ကိုလည်းတဲ့မေတ္တာဖြင့်ကန့်ညှိနိုင်တယ်တဲ့ငါသည်တဲ့ရှင်သိကြားဒီတိရစ္ဆာန်ဤနဲ့နော်နီတော့ပြီးတော့နေတယ်တဲ့တကောင်တက်တက်တက်ဝါတကောင်ကလည်းငါ့ကိုကြောက်လန့်ခြင်းမရှိသလိုငါကလည်းတက်တက်ဝါတကောင်ကိုကြောက်လန့်ခြင်းမရှိဘူးတဲ့ ်သူဝနတမ္မရေမေတ္တာတရားကိုပြတာမေတ္တာတရားရဲ့အကျင့်အဲ့လောက်ကြီးကျင့်တဲ့ခါမှာတဲ့ကြားတွေချင်သေးတယ်တော့မှသူနဲ့ရံမရှိဘူးတဲ့ဘေးရံမရှိဘူးတဲ့မေတ္တာတရားအားကောင်းတာကိုပြတာဟုတ်ပြီမင်းတို့ပြောတဲ့ဒီချက်တော့လက်နဲ့သုံးသပ်ဖို့ပြောတဲ့ဟာကဇာတကဝိထုကလာတာဇာတကဝိထုမှာတရားမင်းကလာပြီးရှောက်တယ်မကြခင်မှာမျက်စိကွယ်လိမ့်မယ်မေထုံမှုကိုပြုတ်ဖို့ပြောတယ်။ငါတို့တလောက်ယုံညံ့တဲ့အလုပ်ကိုစွန့်လွတ်လာတာငါတို့မလုပ်နိုင်ဘူးလေ။အဲ့တော့တရားမင်းကထက်တောင်းမှန်တယ်။ ဟုတ်ပြီနော်တရားမင်းကသူတို့နှစ်ယောက်ကို မေထုံမဲ့ကိုဝင်ဆောင်ပေးဖို့အတွက်ကိုမဖြစ်နိုင်တဲ့အတွက်မေထုံကိုပြုတ်ခိုင်းတယ်ပြုတ်လို့မရအောင်ဒါဆိုရင်နောက်ထပ်မေထုံမဲ့ပြုတ်နိုင်တဲ့အရာတစ်ခုကိုသူကထပ်ပြောတယ်ချက်ကိုလက်နဲ့သုံးသပ်ပါတယ်အဲ့တော့ကာမဂုဏ်ကြီးကျင်းစိတ်နေတာကြာပြီဖြစ်တယ်ညင်ဝတ်နေတဲ့ကိလေသာကအလုံးမတန်မှချောမောလှပပြီးတော့သူ့ရဲ့ကျင်ပတ်တော်ဟာချက်ကလေးကိုလက်နဲ့သုံးတယ်သူ့မှာကာမဂုဏ်ဖြစ်မှဖြစ်ရှင်းရှင်းလေးလေး အဓိကကတုပ်ပိုးဖြစ်လာဖို့အရေးကြီးတယ်တုပ်ပိုးဖြစ်လာမှ तू ကမေထုံပဲကိုဝင်ဆောင်ဝေးလို့ရမှာဒါသူ့ရဲ့တကိုးဆွမ်းအားနဲ့လို့တာငကိုတဲကစတိယဘီတကံမှာတရားမင်းဖန်ဆင်းတယ်လို့ပါတယ်ဟုတ်ပြီနော်တရားမင်းကသူ့ကိုဒီလိုဖန်ဆင်းဖို့ဆိုဟော့ရော့ဟာခြေလောင်းဆိုပြီးတော့လုံလို့မရဘူးတုပ်ပိုးရှိရမယ်ဖခင်ရဲ့တုပ်ပိုးရှိရမယ်တုပ်ပိုးမရှိဘဲနဲ့မြတ်စွာဘုရားကလည်းပြောပြီးသားတုပ်ပိုးမပါဘဲနဲ့ငါတို့လူမဖြစ်ဘူးဖခင်ရဲ့တုပ်ပိုးမပါဘဲနဲ့လူမဖြစ်ဘူးမြတ်စွာဘုရားဖောက်လွဲဖောက်ပြင်မှာဖြစ်ဘူး အဲ့ဒီအတွက်ဖအေးရှီကတုတ်ပိုးထွက်လာဖို့အတွက်ချက်ကိုလက်နဲ့သုံးသက်ခိုင်းတယ်အဲ့တော့တုတ်ပိုးထကြွလာပြီကာမကုံနိုးလာတယ်ကာမကုံနိုးလာရင်တုတ်ပိုးထွက်လာတာပဲတုတ်ပိုးထွက်လာရင်သူ့ရဲ့ကာမကုံဆွမ်းအားနဲ့တစ်ဖက်မှာမေထုံမဲ့ပြိတ္တတွေကိုလှုပ်ပေးလို့ဒီခေကြီးမှာတော့လှုပ်ပေးလို့ရရင်တရားမင်းဒီဖန်ဆင်းရှင်နီနီတကောဆွမ်းပကကြီးတဲ့ပုံကိုဖြစ်တယ်ဟာလားတကောဆွမ်းပကအလွန်မတန်ကြီးတဲ့ပုံနဲ့ကြီးဖြစ်တဲ့အတွက်မေထုံမဲ့တေချာပေါက်လှုပ်ပေးလို့ရတယ်လို့ယူလို့ရတယ်အဖြစ်ကရှင်းရှင်းလေးပဲလीဟုတ်လား ကို့မှာဇိန်သမာနညံလောက်နဲ့ဖျားဖြတ်ဖို့မကြံနဲ့ဟုတ်လားဒိဋ္ဌိတွေနဲ့ပေါင်းပြီးတော့လေတုံတရီလိုဟလာဖျားကိုဖျားနဲ့တန်ဃာတွေကိုစော်ကားဖို့မကြံနဲ့အဲ့ဒီလိုကြံခဲ့လို့ရှိရင်ဘင်းဘဝတုံတရီတို့လိုဇိန်သမာနတို့ဘဝဆက်သိမ်းရလိမ့်မယ်ငါတို့အိမ်ပေးလာမှာ မျိုးသမီးတယောက်ရှိရင်ပြေးသွားရှာပါပြီเนาะ အလွန်မတန်မှမေထုံကိုမင်းတို့ဘောမော်စကိုဒူးတာအရန်ကိုနှစ်တက်တဲ့အမျိုးသမီးတစ်ယောက်ရှိတယ်။မင်းအတွက်ပါဒါစေတနာနဲ့အပေါ်စကားလေးပြောပြတာ။မော်စကိုဒူးတာများတဲ့ခါကျတော့ဘာဖြစ်လဲဆိုတော့တုတ်ပိုးမဝင်မင်းနဲ့စစ်ပိုးဝင်သွားပြီးတော့ဗဇက်ကောအပေါ်ပေါက်ကောအောက်ပေါက်ကောနှစ်ပေါက်တစ်လုံးကနေပြီးတော့ပုတ်စော်နံပြီးတော့မသေးခင်တစ်ချိန်လုံးမှာပုတ်စော်နံတာ။ဘာလို့မှအနာကတ်လို့မရအောင်။အဲ့တော့မင်းလေဖရာတရားတန်ခါကိုစော်ကားတယ်။ မော်စကိုဒူးတာကိုကွာတနာကျင်6ပိုးဝင်သွားပြီးတော့အပေါ်ပေါက်အောက်ပေါက်တွေပုတ်စော်နန်းနဲ့ဘဝနဲ့မသေးပါစေနဲ့တော့ကိုယ့်ကိုယ်လည်းကယူဆိုင်အောင်တိလား